တောင်ပြည်တက်မှရှင်းနေမြစ်ဖြစ်တဲ့မိုးမဲမြို့နယ်ဝယ်ပေါင်းကျေးရွာကိုစစ်ကောင်စီတပ်ကမနေ့အော်တိုဘာ9ရက်ည9:00နာရီဝန်းကျင်မှာလေကြောင်းနဲ့ဘုံကျဲချခဲ့လို့ကလေးငယ်နှုတ်အပါဝင်အယက်သားပြည်သူ9ဦးတေဆုံးသွားပါတယ်။ဒါအပြင်10ဦးထပ်မံတိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဝယ်ပေါင်းကျေးရွာကိုပေါင်150ဘုံတော်လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာနေအိမ်ဆက်အိမ်လဲပုံစံထိမှန်ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့ကလည်းမိုင်းလုံမြို့နယ်မဟုံကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်150ပုံနှလုံးတဲချတိုက်ခိုက်ခဲ့လို့ကလေးငယ်တအူးအပါဝင်အရက်သားပြည်သူ၁၀ဦးတေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာအရက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဦးတည်လေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီးတော့မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့ပုံကျဲချတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ဒရုန်းနဲ့တိုက်ချတာတွေကိုရှောင်ရှားနိုင်ဖို့အတွက်စီရီတရီရှိရမှာဖြစ်ပါတယ်။ဒါအပြင်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလည်းနေလဲလိုက်နာကြဖို့လိုအပ်ပါတယ်ရှင်။ကျမလေးဘောစမင်းပါ။